ကာမဂုဏ်မိရှိန်မှာကျိန်စာတဲ့နေသူများတဲ့ဘိသက်ဆက်ကိုဟောမှာပါနော်ဘာလဲလဲကာမဂုဏ်မိရှိန်မှာကျိန်စာတဲ့နေတဲ့ကျိန်စာဆိုရတယ်ဘ누구တွေဘာသေးပါဒီနေ့ဗမာတွေတိတ်ဆိုတယ်လေကျိန်စာဆရာတော်ဆိုရင်ကျိန်ပြအမကျိန်နိုင်ဘူးပြောတယ်ငငယ်တွေကမကျိန်နိုင်ဘူးနော်ကျိန်စာတဲ့နေရတယ်အဲ့တော့ ကျိန်နေဆိုတဲ့အရာကိုတစ်ဖက်သားယုံအောင်သစ္စာဆိုသည်မြမမှုပြုတာမြမစာပြည်တယ်မြမပြည်တယ်ပညာရှင်တွေကကျိန်ဆိုသည်မှာတစ်ဖက်သားယုံအောင်သစ္စာဆိုသည် မဟုတ်မမှန်ပြောခဲ့တော့ဘာဖြစ်ပါစေတည်းသိပါစေတည်းစတဲ့အပြင်တစ်ဖက်သားဘေးထီအောင်ကျိန်တယ်နှစ်မျိုး ကိုကိုကိုအမေကြီးတကခမရတို့ပုံမှာလေတကယ်ဟိုတရားရစေချင်ပါတယ်ကျုပ်အမှန်ပြောတယ်အဲ့လိုဆိုရင်ကျုပ်ထီပေါက်ပါစေလို့အဲ့လိုမျိုးသူများယုံအောင်လဲပြောတာရှိတယ်အေးအဲ့အဲ့ကောင်မလေးခလေးကနာမွေးပါစေငါလေးခိုးတယ်လို့တစ်ဖက်သားဘေးထီအောင် တောင်းတာပြောဆိုခြင်းလို့အဓိပ္ပာယ်ဖွင့်ပါတယ်ဟုတ်ပြီနော်ပရိသန်တွေပြက်ပြီးတော့သားသားတန်တွေပြက်သက်သားပြုတ်ချပါတန်တိချိန်ချင်းလို့ခေါ်တယ်သူများခလေးကနာကသာပြောတာ လူလျက်လူပေါက်တယောက်သားသူဖြစ်ပါစေသတည်းဒါမိတ္တကြိမ်ကြီးလို့ခေါ်တယ်မျိုးမဲ့လူယုတ်ပရဘုတ်ပတ်မထွက်သားသူဂရရှအမျိုးမဲ့ပြီးတော့ခလေးမမွေးပါစေဆဲတဲ့တောင်းတဲ့ပြည်မြက်ကံကြွေးခွန်ပေးခံသူဆိုတဲ့လစ္ဆကြိမ်ကြီးအဲ့တော့တန်တိကြိမ်ကြီးရှိတယ်မိတ္တကြိမ်ရှိတယ်ဂရရှကြိမ်ကြီးရှိတယ်လစ္ဆကြိမ်ကြီးရှိတယ်ရွှေဩငွေဩတောဆိုးတောဆိုးရေကတူးပေါ်ရဲ့ကျွဲဝါသောသူဖြစ်ပါစေသတည်းအာဟိတကြိမ်ကြီး ဲ့လိုမျိုးကျင့်ကြကျင့်လေအဲ့တော့တပြေးပြေးနဲ့ပကံခက်ခဲ့ဖရားတွေတဲတဲ့ခါမှာကြောက်စာထဲမှာကိုလှုပ်ထားတဲ့ဒီနေ့ဒကမကြီးဒေါ်စိန်စိန်တို့ဗာမောင်ရေကိုရေတို့တို့ကိုလှူတဲ့ကုသိုလ်ကောင်းမှုတွေထာဝရရှိစေခြင်းနဲ့ဖရားတဲလိုက်တဲ့ခါမှာအဲ့ဒီထာဝရရှိစေခြင်းတဲ့ခါမှာကိုကုသိုလ်သူများတွေမဖြစ်စည်းစေခြင်းနဲ့ကုသိုလ်ဆန္ဒအလွန်ကောင်းပါတယ်သို့တော့ မေစရီဤတီထောင်ရသောကြောင်းတိုက်ကြီးသည်ထာဝရတီပါစေသတိတော်ပြီရွှေရုံဘုရားအခုဇေဒီပထုနဲ့ပတ်သက်ပြီးရေးတဲ့အခါမှာလည်းဒါပဲရွှေရုံဇေဒီမှာရှစ်အောက်ကပလင်သည်ရှစ်ခုအခန်းသည်ရှစ်ထောင်ရှိပါတယ်ဒါလည်းဓာတ်ပုံထဲမှာလည်းပြပြီးနဝတအစောလက်ထက်မှာရှစ်ထောင်အဲ့ဒီ၈တောင်ကပါတယ်လေတချို့မေးလာကြမဲခင်၈ပါဟုတ်တယ်မဲခင်၈ပါနောက်ကြတယ်ဖះ ဘာဖျားဖြစ်တာအရင်စောတယ်လေအဲ့ဆိုမျက်ရှိစုပ်ကျဲတော်မူလေးဒီမျက်လေးရှိစုပ်ကျဲတယ်အဲ့ဒီ၈တောင်တောင်မှာ၁တောင်တောင်မှာဖျား၈စု၈စုရှိတယ်ရှစ်ရှစ်ဒီ64 64တော့အဲကတ်အဲ့ဒီကတ်ကြောင်တီပါစီဆိုတဲ့ရေရွက်ပဲထားတယ်မကျင်ခဲ့ဘူးတပကံဖျားတွေမှာတော့ခုနတုန်းကအီရွှေရုံဖျားကြီးကိုဖျက်ဆီးသူသည်ဟော အီဇီဒီကိုဖျက်ဆီးတာသူသည်ဖျက်ဆီးတာသူဝစီဘောက်ကလွဲနေတယ် အရမတေရှင်အားအရမတေရှင်အားအဖူဖူးဝစီဘအဖူးမှရှိရမှာအဖူရစီသားဖះအောင်မဖူးရပါစေနဲ့လို့ဂျိန်းသာဆိုတယ်တဲ့ဒီဒီစရီပထိုးတယ်လိုက်တယ်ဒီကြောင်းတယ်လိုက်တယ်မြတ်စွာဘုရားရှင်ကိုရိုတိုင်းသတင်းသုံးတော်မူခဲ့တဲ့ဇေတဝင်ကျောင်းနေဝေလူဝင်ရာဇဂိုတွေတောင်မှပျက်စီးရင်သဘောရှိသေးတာပဲ တိပိရိကတ္တဓမ္မဘာနာဂရိကဖြစ်တော်မူသောမင်းကုန်းဆရာဘုရားကြီးကဘုရင်ရေးပြီးတိုင်းရေးပြီးတိုင်းဘုရားတဆူတဆူရဲ့အထုတ်အထုတ်ပတိဘုရားဘုရင်ရေးပြီးရင်တန်ဃာတော်၄သိန်းနဲ့ဤမြတကူကြီးလာသောဘုရားရှင်ပင်ဖြစ်စီဟုတော့သင်္ခါရသဘောတရားပြိဋိဘံစံယူသိမ့်၍သင်္ခါရတရားတို့သည်နတ်လူရိတ်တာသင်္ခါရလို့အမြဲတမ်းတန်ဝေကထည့်ပြောတယ်။တော့ဓမ္မစီဆရာတို့ဒီအကြောင်းနဲ့ကြီးတသက်လုံးတည်ရမယ်။ထာဝရမရှိဘူး။ဆိုတော့အနေဆသဘောကို တတိလက်လွတ်ဖြစ်သွားပြီးတော့ဒီဘုရားကိုဖြက်စည်းသားသူပြည့်ရင်လည်းပြတ်မှာပေါ့ဒါတော့လေဖြက်စည်းသားသူသည်ကျိန်စာဆိုခဲ့တာရုပ်ဆိုးသွားတယ်ဒါပကံဘုရားနေမှာကျိန်စာဆိုဘုရားဘုရားဤဘုရားကိုသည်ရသက်ပံတီပါစေသတည်းဤဘုရားကိုစောင့်ရှောက်ပါစေသတည်းမတူတော်တို့မဖြက်စည်းပါတော်ပြီပေါ့နားတော်နှာတော်တက်ဘုရားကြောက်စာစီသူမင်းကြီးရဲ့မိဘရဲ့ဝေလူဝတီရဲ့ကျိန်စာ နှောင်းတဲ့ဖရာအားမြေလူပါဤအိုကေတာရုခေါ်တယ်ကောင်းမှုကုသိုလ်အမြဝေတဲ့တာရုခေါ်တယ်ဆိုတာအမြဝေကိုပြောပြတယ်နော်တာရုခေါ်တယ်ပြီးလည်းပြီးရောကောင်းမှုကို ဖြစ်တာသူအားအမျိုး90ညံ့ညံ့ပြုံဒီပျက်စီးစီတော့တာပြီးဆွေ90မျိုး90သိစမ်းမစေအဝီစီအထက်ငရေကြွေအကဘာပါအကကဘာကဘာဆက်ဆက်ပြောတာ အကဘာပါဖရားတို့လာ၍ချွတ်တော်တယ်တနာပါတယ်ဗျာသူဖရားဖြစ်စည်းတာဘယ်ဖရားမှချွတ်လို့မရစင်းတယ်သူဘလောက်မရင်းနေကြီးတမ်းပေါ့အအကဘာပါဖရားတို့လာ၍ချွတ်တော်လဲမချွတ်တတ်သည့်ငရဲသင်္ကုတ်လျင် ဖြစ်စေသည်ဟူသောကျင့်သာကို တွေ့ရလေသည်ပကံကြောက်စာဆရာကြီးဥပ္ပေမောင်တန်ပြီးသွားပြီခုနမင်းတို့ဒီနေ့ရေသက်ချတာကောင်းအမြပေးလို့ပြီးရပြင်ဤကောင်းမှုကုသို့ကျမတို့ရဲ့ဒါကျမတို့ယောက်ျားလုပ်တဲ့ကုသို့ကိုဖြစ်စည်းသူသည် ဖះအဆူဆူချွတ်တော်လဲမချွတ်စေသတည်းဆိုဟာကြီးလိုက်တဲ့ကျင်စာကြီးကျင်းစမ်းမအောင်နှလုံးကြီးတုံသွားလောက်တယ်တော်အဲ့ဒီဖះမရှိကုန်တော်ပြီတွားလိုက်တော့ဒီလောက်ကျင်စာကြီးတိုက်ထားတာလေအများကြီးအဲ့ဒါမျိုးတွေကျင်စာတွေဟာဟာဗျာဖះမြေလူနဲ့တောင်းတက်ဖះအာမြေလူပါဤโอเคကောင်းမှုကုသို့အမြပေးရပါဤပြီးလဲပြီးတော့မှကောင်းမှုကိုဖျက်တာသူကအမျိုး80ညံ့ညံ့ပြုံးပြီးပြည့်စည်စေတော့ အဝိစီအထဲငရဲကြ၍အကဘာဘာဖျားလို့လာပြီးချွတ်တော်လဲမချွတ်တတ်သည်ငရဲတင့်ကုန်တွင်ဖြစ်စေသတည်းအဲ့ဒါခမည်းတော်ဗမာတွေလောက်ခဲ့တာပဲပကံခက်ကယဉ်ကျေးတယ်ဆိုပကံယဉ်ကျေးမှုဆိုထေရဝါဒနဲ့တိုက်ရတာပြီးသွားပြီလို့ပြောလေရှင်မတို့ဟေ့အောင်ပြောလေကွာဒါထေရဝါဒရဲ့လမ်းစဉ်နဲ့တိုက်ရတာကြည့်လိုက်တော့အဲ့ဒီဂျိန်စာဆိုရင်းသည် မြန်မာစာပေတွေမှာကပါဠိတော်မှာလည်းပါတယ်ယာပနဘိက္ခုနီအတ္တနံဝပရံဝနိရယေနဝဗြဟ္မစီနဝအဘိသပိအဘိသပိယပါစိတိဟောဖရာကတွေ့လားဇာတဗြဟ္မစီရနဲ့ချိန်လိုက်တာငရဲလဲကြပါစေဗြဟ္မစရိယမြတ်သောအကျင့်နဲ့လေမိမိကိုယ်တော်၎င်းသူဘာတော်၎င်းငရဲပြင်ဖြစ်စေဗြဟ္မစရိယမြတ်သောအကျင့်နဲ့ဖြစ်စေချိန်ဆိုရင်အဲ့ဒီဘိက္ခုနီမှာပါစိမိမ့်မတွေပဲချိန်တတ်တယ်မိမ့်မတွေယောက်ျားကချိန်တာနဲတယ်တော့ဘိက္ခုနီမှာမှာပဲရှိတယ်ယောက်ျားဘိက္ခုနီမှာမတွေ့ဘူးအဲ့တော့ ဗျမဇောဗျမဇောတရားထွန်းကားရမည်ဖြစ်တော့ဒါဆရတ်သံဃာနာဆရာတော်ဘုရားကြီးရေးခဲ့တာပါနော်ဗမောဆရာတော်ဘုရားကြီးလို့ရေးခဲ့တာပါတီဗီတကပါဠိမြန်မာအပိတဲ့အတွဲ22မန္တမြို့ဒက်ကိနာယံမှာဘုရားကြီးတိုင်မှာရေးသားပြုစေစာရင်ဖတ်ပါတယ်အပိုလိုမရှိပါဘူးရတိရင်လည်းအဲ့ဒီစာကိုတွားကြည့်ပဲဒါပဲဗမဇောတရားထွန်းကားရမည်ဖြစ်တော့သာသနာတော်ဝယ်ဆေးရီလိုရန်ဆောင်လိုစောင်းညုံးလို၍ကျိန်ဆူခြင်းသည် ဓမ္မစိုးတရားထွန်းအားရင်းနဲ့လုံးဝဆန့်ကျင်ဘက်သို့ရောက်ရှိသွားတော်သည်သာဖြစ်ထို့ကြောင့်ဘုရားရှင်ကိုရိုမြတ်ကသိခါဘူးထုတ်၍တားမြစ်တော်မူထားသည်ဒီနေ့တနေ့လုံးချိန်နေတာလေအဲ့ကောင်နဲ့ကြောက်မသိရောမသိနိုင်ဘူးတနေ့လုံးတနေ့လုံးချိန်နေတာချိန်စားသင့်လူသားများဘာလို့လဲကိုလိုရင်းနဲ့ဒေါ်လာစည်းတက်တာပြင်အောင်ဒေါ်လာကိုလက်ထက်မှာကာမကုံဆိုတာယူပါယုံတက်တန်ယုံရမဲ့ကားတွေစီးစိမ်တွေဒေါ်လာတွေငွေတွေအာနာအဲ့ဒါမှကာမကုံမိချိန်မှာချိန်စားသင့်နေသူများလို့ဒီနေ့ဟောတာဒါဒီကဒီကယဟန်တာ ဒီရပုံကိုယ်တွေကဘလို့ချိန်မလဲစဉ်းစားလိုက်ဝေပါစိတ်ဒီအတူတာကြီးဩချိန်စားကနှက်ပြီးရောက်သွားပြီဗျာတကြမ်းမင်းကိုလာလာပြီးနှောက်ရက်လို့ဝေပါစိတ်ဒီအတူတာကိုဖမ်းပြီးတော့ချိန်စမ်းกว่าတဲ့ဖမ်းပြီးတော့ချိန်စားတိုက်လိုက်တယ်ရှေ့ကလူကြီးတွေဖမ်းတယ်ဖမ်းပြီးလို့ရှိရင်ဘယ်တော့မှငါတိုင်းပြည်ကိုလာမတိုက်အောင်တိုက်ရင်အချိန်တယ်ဘယင်းတွေဖမ်းပြီးပြန်လွှင့်ရင်ချိန်တယ်ဗမာပြည်မှာလည်းအဲ့တော့ဝေပါစိတ်ဒီအတူတာသူ့သမီးလည်းယူသေးတယ်သူ့အဖေကိုလည်းချိန်ခိုင်းသေးတယ်တကြမ်းမင်းကပုရုဇဉ်ကို တရားမင်းအဲ့တော့သောတာပန်မတည်သေးဘူးသောတာပန်မတည်တဲ့လူကြီးကျိန်တာပဲကျိန်စာတွေဘယ်သူမှမလဲသောတာပန်မတည်ရင်ကျိန်စာမိတယ်